ဗမာ brain channel ကနေအားလုံးကိုကြိုဆိုပါတယ်ကျွန်တော်တို့ကနေ့စဉ်အခုလောအသိပညာပေးအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်လို့နေတိုင်းကျွန်တော်တို့ channel ကိုလာရောက်နားဆင်ဖို့ဖိတ်ခေါ်ခြင်းပါတယ်ကဲဒီနေ့ရဲ့အကြောင်းအရာကိုမစတင်ခင်ဗမာ brain channel ကို subscribe လုပ်ထားဖို့မမေ့ကြရဘူးနော်ဟုတ်ပြီအိဆက်ချင်းဆိုတာခန္ဓာကိုယ်အတွက်ပဲလို့ထင်နေလားတကယ်တော့လေအိဆက်နေတဲ့အချင်းဟာကျွန်တော်ရဲ့အစ်စ်ကိုပြန်ပြီးပုံသွင်းဖို့အတွက်အကောင်းဆုံးအခွင့်အရေးတစ်ခုပါပဲဒီနေ့မှာတော့အိဆက်နေတော့ကြားရတဲ့အရာတွေက နိုးထလာတဲ့အခါမှာကို့ဘွားကိုဘယ်လိုတောင်ပြောင်းလဲစေနိုင်တယ်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ညဘက်မှာ swing site တင်းနဲ့ထလူးလူးထလွန်းလွန်းထိနေပြီးတော့ကိုလိုခဲ့တဲ့အမားတွေကြောက်ရွံ့မှုတွေကိုအထက်ထက်အခါကပြန်တွင်းနေမိရဲ့အဖြစ်မျိုးတွေကျုံမှုကြမှာပါဒီလိုညတိုင်းဖြစ်နေရဲ့ swing ပူပါမှုတွေဟာမနေ့ကင်းကိုဘလောက်တောင်းဝန်ထုံဝန်ပူဖြစ်စေလဲဆိုတာကျွန်တော်တို့အားလုံးသိပါတယ်ဒါပေမဲ့ဒီလိုတောင်းတရလဲနေရာကနေဘလို့ယုံထွက်ကြမလဲအဖြေကကျွန်တော်တို့ထင်ထားတာထက်အများကြီးပူနေနေပါတယ် အဓိကချက်ကတော့ကျွန်တော်တို့ရဲ့စိန်ဟာအိပ်ပျော်နေတဲ့အချိန်မှာတော့အသက်ဝင်နေပြီးတော့ရာရာကိုလက်ခံနိုင်စွမ်းရှိနေစေဆိုတာပါပဲ။သူကစက်ပြီးနားထောင်တယ်၊စက်ပြီးသင်ယူတယ်၊ပြီးတော့ကိုကိုကိုနဲ့ကိုဘွားကိုမြင်တဲ့အမြင်ကိုစက်ပြီးတိဆောင်နေတော့မယ်။ဆိုလိုတာကအဲ့ရဝင်းချိန်မှာစိုးရိမ်မှုကြောက်ရွံ့မှုတန်တရားတွေနဲ့ပြည့်နေမယ်ဆိုရင်အဲ့ဒီအရာတွေကိုမနေ့ပြန်စီတည်ဆောင်တော့ဘူးဦးနောက်ကိုလေ့ကျင့်ပေးနေတာနဲ့ဘာမှမထူးပါဘူး။ဒါကြောင့်ဒီနေ့ကစပြီးအဲ့ဒီပုံစံကိုအထူးထူးပြောင်းလဲကြည့်ကြရအောင်။ ကဲပရမဆုံးနေနဲ့ကျွန်တော်တို့အိပ်ဖြော်နေချိန်မှာစိတ်ကတကယ်ရောအနာယူနေရလားဆိုတာကိုကြည့်လိုက်အောင်ဒီစိတ်ရဲ့ညဆိုင်ကြောင့်ကို နားလဲသွားရင် အရာအလုံးကပိုပြီးရှင်းသွားပါလိမ့်မယ်ဒီစိတ်ကအနာယူသွားတဲ့အခါမှာ မတိစိတ်ကဆက်ပြီးအလုတ်လုတ်နေတင်းယူနေတဲ့ဥနောက်ရဲ့အစိတ်ပိုင်းတစ်ခုပါသူကကိုယ့်ရဲ့အလေးချင်းတွေ၊ယုံကြည်ချက်တွေ၊စိတ်ခံစားမှုတွေကိုနောက်ွယ်ကနေထိန်းချုပ်ထားတဲ့ autopilot စနစ်တစ်ခုလိုပါပဲ တိစိတ်ကတန်တရားဝင်နေဝေဖန်နေဒါပေမဲ့ညဘက်မှာအဲ့ဒီတိစိတ်ဆိုတဲ့အဆောင်ကတိတ်စိတ်သွားတဲ့အခါမတိစိတ်ကအရာအလုံးကိုလက်ခံဖို့အသင့်ဖြစ်နေပါတယ်။ဒါကြောင့်အိတ်ဆက်ခြင်းဟာကိုယ်ဘဝကိုပြောင်းလဲစေမဲ့အတွေးခေါ်အတိတ်တွေယုံကြည်ချက်အတိတ်တွေကိုထည့်သွင်းဖို့အကောင်းဆုံးအချိန်ဖြစ်နေတာပေါ့။အခုဒီ slide မှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကတော့ဒီဥယျာဉ်မှုဥမမာလေးပါပဲ။အဲ့ရမဝင်ခင် ပြန်တွေးတဲ့အတွေးတိုင်းဟာမျိုးစေ့တစ်စစ်ထစ်လာပါတယ်။အခဲတွေပျောက်ဆုံးနေတဲ့အရာတွေ မှားအီးနေတဲ့အရာတွေကိုစဉ်းစားရင်အိပ်ပျော်ထွားခဲ့မယ်ဆိုရင်အဲ့ဒီပေါင်းပင်တွေကြာမှာပဲနှိုးထလာရပါလိမ့်မယ်။ဒါပေမဲ့စစ်ကိုပိုကောင်းတဲ့အတွေ့တွေတည်ငြိမ်မှုခွင့်ဟာကျေးဇူးတရားတွေနဲ့ဖြည့်တင်းပေးမယ်ဆိုရင်တော့ပေါ်မှာအတည့်အဆန့်နဲ့ရှင်းတန်ကြီးထွားလာတာကိုစတင်မြင်တွေ့ရပါလိမ့်မယ်။ဟုတ်ပြီ။အိုးရဲမှုဥပမာကိုပြန်တော့ရအောင်။ကောင်းတဲ့မျိုးစေ့တွေစိုက်ပျိုးနိုင်တယ်လို့ကျွန်တော်တို့ကမတိလိုက်ပဲနဲ့ကြောက်ရွံ့ခြင်းဆိုပေပေါင်းပင်မျိုးစေ့တွေကိုရောဘလို့များစိုက်ပျိုးမိနေလဲ။ဒီအပိုင်းမှာအဲ့ဒီကြောင့်ကိုစက်ပြီးလေ့လာကြည့်ကြအောင်။ ဒီမှာတော့ညာရမဝင်ခင်စိုက်ပျိုးနိုင်တဲ့မျိုးစည်နှမျိုးကိုရှင်းရှင်းလင်းလင်းနိုင်ရှင်းပြထားတာပါတစ်ဖက်မှာကြောက်ရွံ့မှုကိုအားဖြည့်ပေးတဲ့အတွေ့အကြုံရှိပြီးနောက်တစ်ဖက်မှာတော့ငြိမ်းချမ်းမှုကိုအားဖြည့်ပေးတဲ့အတွေ့အကြုံရှိနေပါတယ်အမားတွေကိုပဲပြန်ပြန်တွေးနေမဲ့အစားဒီနေ့မှာကိုလုံးနိုင်ခဲ့တဲ့တိုးတက်မှုလေးတွေကိုအတိမတ်ပြတာမျိုးမနေ့ကရက်အစွေးရင်နေမဲ့အစားဒီနေ့ကြုံတွေ့ခဲ့ရတဲ့အရာတွေအထက်ကျေးဇူးတင်စိတ်မွေးတာမျိုးပေါ့ ဟာရွေးချယ်မှုတစ်ခုပါပဲကိုယ့်ရွေးအနေမှာပေါင်းပင်တွေပဲပေါ်စင်မလားဒါမှမဟုတ်အတီးပွင့်တွေဝေးစားစင်မလားဆိုတာကိုယ့်ရွေးချယ်မှုအပေါ်မှာပဲမူတည်နေပါတယ်ကြောက်ရွံ့မှုဟာထက်ခတလဲလေပြုလို့ခြင်းမှရှင်တန်ပါတယ်ကြောက်စရာကောင်းတဲ့အတွေ့တစ်ခုကို ထက်ခထက်ခတွေးမိတန်းဦးနောက်ထဲကအဲ့ဒီလမ်းကြောင်းကိုပို့ပြီးအားကောင်းစီပါတယ်နောက်ဆုံးမှာတော့အဲ့ဒါကလွယ်လျောက်ထည့်သွားပြီးကိုယ်တိုင်တောင်းတတိမထားမိတော့ပါဘူးစေကအများဆုံးကြားရတာကိုယုံကြည်တယ် ကြောက်စီကိုပဲကြားနေရရင်ကြောက်စီကိုပဲဖန်တီးပါလိမ့်မယ်။ငင်းချမ်းမှုကိုကြားနေရရင်တော့ငင်းချမ်းမှုကပုံမှန်ချီနီထစ်လာပါလိမ့်မယ်။ကဲပြဿနာကိုတီးပြီးဆိုတော့အဖြေရှာဖို့အချိန်ကျပါပြီ။ဒီအပိုင်းမှာတော့ကြောက်ရွံ့မှုတန်တရာကို ရက်တန့်ပြီးငင်းချမ်းမှုကို ဖန်တီးပေးမယ်။လက်တွေ့ကြတဲ့နီလန်းတွေကိုလေ့လာကြပါမယ်။ဒါဟာခက်ခဲတဲ့ရမဟုတ်ပဲညတိုင်းလှုပ်ဆောင်တိုင်းနဲ့ရိုးရှက်တဲ့လုံလန်းစင်တစ်ခုပဲဖြစ်ပါတယ်ဒီမှာတော့ အိယာမဝင်ခင်စိတ်ကိုပြန်လဲပုံသွင်းဖို့အတွက်ရိုးရှင်းပြီးလှုပ်ဆောင်နိုင်တဲ့လုပ်ငန်းစဉ်ကိုအဆင့်30နဲ့ဖော်ပြထားပါဗျ။ပထမဆုံးကြောက်စိတ်ကိုတိုက်ထုတ်မယ့်အစားသူ့ကိုတတိပြုလိုက်ပါ။အော်ငါခုကြောက်နေပါလားလို့ပေါ့။ဒုတိယဆင်ကအစာထိုးခြင်းပါ။ကြောက်စိတ်ကိုတွန်းလှန်မယ့်အစားစိတ်ကိုလမ်းကြောင်းအသက်တစ်ခုပေးလိုက်ပါ။တည်ပင်စေတဲ့အမှန်တရားတစ်ခုနဲ့အစာထိုးလိုက်ပါ။နောက်ဆုံးဆင်ကတော့အိပ်ပျော်သွားတဲ့အခါအဲ့ဒီတည်ငင်တဲ့အတွေးကကိုယ့်စီထဲမှာနောက်ဆုံးကြံခဲ့တဲ့အတွေးဖြစ်ပါစေ။ အခုနကပြောတဲ့အစာထိုးခြင်းအဆင့်မှာအသုံးပြုနိုင်တဲ့ရိုးရှင်းပြီးအားကောင်းတဲ့စကားစုတွေရဲ့ဥပမာတွေပါဥပမာ I am safe ဆိုတဲ့ငါဘေးကင်းပါတယ်ဒါမှမဟုတ် I did my best with what I knew today ဆိုတဲ့ဒီနေ့ငါတိတယ်လောက်နဲ့အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာမျိုးပေါ့ဒါတွေဟာရိုးရိုးစကားလုံးတွေမဟုတ်ပါဘူးကိုယ့်ရဲ့မသိစိတ်ကိုပေးပို့တဲ့အချက်ပြမှုတွေပါညပါမှာဘလို့အတွင်းမျိုးကိုကောက်ွက်ပြီးထက်ခါထလဲလဲလှုပ်ဆောင်ရမလဲဆိုတာကိုကိုယ့်စိတ်ကိုပြောပြနေတာနဲ့အတူတူပါပဲ ဒီညဆင်လေ့ကျင့်မှုကိုပုံမှန်လှုပ်ဆောင်သွားရတဲ့အခါရရှိလာမယ့်လက်တွေ့ကျတဲ့ရလဒ်တီနဲ့အကျိုးကျေးဇူးတွေကိုဒီအပိုင်းမှာဆွေးနွေးသွားမှာပါ။ဒါဟာချက်ချင်းဖြစ်လာမှာမဟုတ်ပေမဲ့အချင်းကြလာတာနဲ့အမျှကြီးမားတဲ့ပြောင်းလဲမှုတွေကိုတွေးမြင်လာရမှာထင်ရှားပါတယ်။ဒီလုပ်ငန်းစဉ်ဟာမျက်လေပြလိုက်တဲ့လူမျိုးတော့မဟုတ်ပါဘူး။ဒါဟာစမတ်ကြတဲ့ပုံသွင်းမှုတစ်ခုပါ။အချင်းကြလာတာနဲ့အမျှဒီသင်ခဲ့တဲ့ပြောင်းလဲမှုလေးတွေကစိတ်ခံစားမှုရဲ့အခြေအနေအသစ်တစ်ခုကိုဖန်တီးပေးပါတယ်။ အရင်ကပုံမှန်လိုခန်းစားနေရတဲ့စိုးရင်စိတ်တွေနေရာမှာတည်ငြိမ်မှုကပုံမှန်ချင်းနေဖြစ်လာပါလိမ့်မယ်။ဒါကိုပဲအားစိုက်ထုတ်စရာမလိုပဲပြောင်းလဲခြင်းလို့ခေါ်တာပါ။ဒါဟာဖြင်းရည်ခြင်းမဟုတ်ပဲထက်မြက်တဲ့ပုံသွင်းမှုတစ်ခုဖြစ်ပါတယ်။မတိစိတ်ကိုငင်းချတဲ့အတွေ့အကြုံနဲ့ပုံမှန်ကျွေးမွေးတဲ့အခါဖြစ်ပေါ်လာတဲ့အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေကိုဒီမှာဖော်ပြထားပါတယ်။အဲ့ရနိုးလာရင်ပေါ်ပါလန်းဆန်းနေမယ်။အရင်ကစိုးရင်စိတ်ဖြစ်စေတဲ့အခြေအနေတွေကတင်းငယ်သွားသလိုခံစားရမယ်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့တုံ့ပြန်မှုကပြောင်းလဲသွားလို့ပါ။ ပိုပြီးတည်ငင်ရှင်းလင်းစွာနဲ့တွန့်ပြက်လာနိုင်ပါလိမ့်မယ်။အရေးကြီးဆုံးကတော့တိတ်ဆိတ်ပြီးဘယ်ရာကမှမတုံလို့စင်နိုင်တဲ့ကိုကိုကိုတန်ပိုးထားမှုကိုတိဆောက်နိုင်လာမှာဖြစ်ပါတယ်။ကဲအဓိကအချက်ကိုအနည်းချွတ်လိုက်ရရင်ဒီစကားပါပဲ။ဘဝအတက်တစ်ခုကိုတိဆောက်ခြင်းနဲ့ဆိုရင်စိတ်နေစိတ်ထားအဟောင်းပေါ်မှာတိဆောက်လို့မရပါဘူး။ပြောင်းလဲမှုဟာကိုယ့်ရဲ့အတွင်းစိတ်ကပါကိုပြောင်းလဲခြင်းကနေစတင်ရမှာပါ။ညတွေကကြောက်ရွံ့မှုတွေပဲပြီးနေတယ်ဆိုရင်အဲ့ဒီကနေစတင်မှာ။ မီးဒီမိတ်လိုက်တဲ့အခါကိုကိုကိုပြောပြတဲ့ဇလန်းကိုပြောင်းလဲလိုက်ပါဒီနေ့တင်ဆက်မှုရဲ့အဆုံးသတ်အနေနဲ့ဒီမဲခွန်းလေးကို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 ပြန်မဲကြည့်စစ်ချင်ပါတယ်ဒီညအဲ့ရဝင်လေအခါကိုရဲ့စိတ်ကဘယ်လိုမျိုးစီတွေကိုနားထောင်ပြီးဥယျံထဲမှာစိုက်ပြိုးมาလဲကြောက်ရွံ့မှုတွေလားဒါမှမဟုတ်ငြိမ်းချမ်းမှုတွေလားရွေးချယ်ခွင့်ဟာကျွန်တော်တို့လက်ထဲမှာပဲရှိပါတယ် ဒီနေ့တင်ဆက်ပေးခဲ့တာကိုကြိုက်နှစ်သက်တယ်ဆိုရင် like ပေးပြီးဒီညမှာဘယ်လိုမျိုးစိတ်ကိုစိုက်ပျိုးဖို့ရွေးချယ်မလဲဆိုတာကို comment မှာဖော်ပြသွားပါအောင်။နောက်နေ့တွေမှာလည်းအခုလိုအကျိုးရှိတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ပါမ Brain Channel ကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။